ဆိုတော့ Okay ဆိုတော့ဒီနေ့မှာကျွန်မက sharing လုပ်ပေးသွားခြင်းနဲ့အကြောင်းအရာလေးရှိတယ်။မအကြောင်းလေးဆိုတော့ကျွန်တော်တို့စီးပွားရေးမှာတော်တော်များများတော့စိတ်ဝင်စားကြတယ်ပေါ့နော်။ စိတ်ဝင်စားကြတယ်ဒါပေမဲ့ဘယ်ကနေဘယ်လိုစပြီးလိလာရမလဲမသိတဲ့သူတွေအတွက်ကိုကျွန်မဒီနေ့မှာပေါ့နော်ဒီနေ့ live လေးမှာကျွန်မ sharing လေးလုပ်ပေးသွားခြင်းနဲ့အဲ့ဒီအတွက်ကြောင့်เนาะကျွန်မရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းဝင်ရောက်ပြီးတော့လိလာလို့ရပါတယ်လို့ကျွန်မအရင်ဆုံးဖိတ်ခေါ်ခြင်းပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Sophia နေဖြစ်ပါတယ်လက်ရှိပေါ့နော်အာကျွန်မ single နိုင်ငံမှာ FM service အနေနဲ့အလုံးလောက်ကနေတာဖြစ်တယ်အာဒီကျမရဲ့ဒီဝန်ထမ်းပေါ့နော်ဝန်ထမ်းအဖြစ်နဲ့ကျမအစင်နိုင်ငံမှာအလုံးလောက်နိုင်နေတယ် ျမရဲ့ကိုပိုင်စီးပွားရေးဖြစ်တဲ့ digital စီးပွားရေးကိုတော့အာကျမတနေ့ကို အချိန်အနည်းငယ်ပေးပြီးတော့ပေါ့နော်ကိုအားတဲ့အချိန်မှာလုတ်ကင်နေတဲ့ကျမရဲ့စီးပွားရေးပဲဖြစ်ပါတယ်ဆိုတော့ဒီအတွက်ကြောင့်ဒီဒီဒီလိုမျိုးအနေထားပေါ့နော်ကြည်ချင်းအဖြစ်အာကျမတို့ digital စီးပွားရေးပြီးကျမရဲ့ကိုပိုင်စီးပွားရေးဖြစ်တဲ့ digital စီးပွားရေးပြီးအာကိုအားတဲ့အချိန်တွေမှာကိုလုံးလို့ရတယ်အချိန်တွေအများကြီးပေးစရာမလိုဘူးဆိုတာကိုဒါသက်သေပြနေရမယ်ဖြစ်တယ် เนาะဆိုတော့ဒါလေးကိုကျွန်မကအရင်ဆုံး sharing လုပ်ပေးခြင်းတယ်ဆိုတော့ okay အဲကျွန်မတယောက်တည်း sharing လုပ်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်မကိုပြန်ပြီးတော့အာစစ်ကြည့်မယ်ပေါ့เนาะကျွန်မအတန်လေး clear ဖြစ်လားဒါမှပဲကို sharing လုပ်ပေးသွားခြင်းနဲ့အကြောင်းအရာတွေကိုဒါကျွန်မရဲ့ message ငွေချင်းလေး audience တွေကဒါသိနေမှာဖြစ်တယ်ပေါ့เนาะဆိုတော့စစ်ကြည့်မယ်ပေါ့เนาะကျွန်မအတန်လေး clear ဖြစ်လား โอเคจมอตันแลคลียร์ဖြစ်ပြီဆိုတော့ဟုတ်ပြီဒါဆိုလို့ရှင်တော့จม share လုပ်ပြီးခြင်းမယ်အာကျွန်တော်တို့အခုဆိုလို့ရှင်ကျွန်တော်ရဲ့ digital စီးပွားရေးကိုတော်တော်များများကတော့အားလုံးသိကြပြီပေါ့เนาะတော်တော်များများသိကြတယ်ဘာကြောင့်လဲဆိုတော့တနေ့ထက်တနေ့ပေါ့เนาะကျွန်တော်တို့ဒီစီးပွားလုပ်ငန်းရှင်တွေကတနေ့ထက်တနေ့များပြားလာတာဖြစ်တယ်ဘာကြောင့်များပြားလာတယ်လဲဆိုရင်ဒီစီးပွားရေးမှာအာရှိတဲ့ဒီအချိုးအမြတ်တွေကအရန်လဲကောင်းတယ်အခွင့်အလမ်းတွေပေါ့เนาะဒီ business opportunity တွေရဲ့ ဒီအခွင့်အလမ်းတွေကအရန်ကောင်းတာဖြစ်တဲ့အတွက်ဝင်ရောက်လုတ်ကင်လာကြတဲ့သူတွေဒီတစ်နှစ်ထက်တစ်နှစ်ပေါ့နော်ဒါညံပြလာတာဖြစ်တဲ့နိုင်ငံအသီးသီးမှာရှိကြတယ်။အဲတော့ကျမတို့နိုင်ငံတကာစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်နိုင်ငံအသီးသီးကလုပ်ငန်းရှင်တွေပေါ့အများအပြားလုတ်ကင်လာကြတာဖြစ်တယ်။ဒါကိုကြည့်ချင်းအပြင်ကျမတို့စီးပွားရေးဒီတကယ်ကိုပဲတကယ်ကိုလုပ်ရင်တကယ်ကိုအကျိုးမြတ်ရတယ်ဆိုတာကိုဒါသက်တည်ပြနေရတော့ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအတွက်ကြောင့်အခုနောက်လည်လာမဲ့သူတွေဒီလေ เนาะတချို့ကျတော့တည်တယ်ဒီစီးပွားရေးဒါကတော့စီးပွားရေးလုပ်တယ်ဒါပေမဲ့တချို့ဒီ digital စီးပွားရေးကိုအရန်ခက်ခဲမယ်လို့တချို့ကျတော့ထင်ကြတယ်ပေါ့เนาะဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်မ sharing လုပ်ပေးသွားခြင်းတယ်ကျွန်တော်စီးပွားရေးဒီအရန်ခက်ခဲတဲ့စီးပွားရေးပုံစံမျိုးမဟုတ်ပါဘူး digital စီးပွားရေးတော့မှန်တယ်ကျွန်တော်ဤပညာကိုအသုံးချပြီးလုပ်ရတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ထင်သလောက်မခက်ခဲဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုအများရင်အာ အများတန်းပေါ့နော်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့အများတန်း sporting ပေးနေတယ်ကျမတို့အနောက်မှာ community ရှိတယ်ပြီးတော့ဒီ community ဆိုတဲ့နေရာမှာလည်းကျမတို့ Bamis community ရှိတယ်လို့ international community လည်းရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်အဲဒီမှာစီးပွားရေးလုပ်ကြရတာအရန်ကိုလည်းရေကျူတယ်ပေါ့နော်ဆိုတော့ copy ဒါဆိုလို့ရှိရင်တော့ကျမတို့စီးပွားရေးစတင်လေ့လာဖို့ရတော့ပို့တော့ကျမတို့မနက်ပြန်မနက်ပေါ့နော်ကျမတို့အရှိတောင်အာရှဘက်မှာဆိုလို့ရှိရင်အာဟုတ်တယ်အရှိတောင်အာရှဘက်မှာဆိုလို့ရှိရင် every uh every week ပေါ့နော်အပတ်စဉ်တိုင်းဗုဒ္ဓဟူးနေ့မနက်နဲ့ဒီကြတာရင်းဗုဒ္ဓဟူးနေ့မနက်ပိုင်းနဲ့တောက်ကြနေ့မနက်ပိုင်းပေါ့နော်ဒါမနက်၈နာရီမှာစတင်မှာဖြစ်တယ်ဒါကတော့အရှိတောင်အာရှကျွန်တော်တို့ single ကွက်မှာပေါ့နော်အကဲကြီးကွက်မြန်မာပြည်မှာဆိုလို့ရှိရင်တော့အ6နိုင်ခွဲဖြစ်မယ်ပေါ့နော်မနက်6နိုင်ခွဲစမယ်အကဲကြီးကွက်ဂျပန်မှာဆိုလို့ရှိရင်တော့အာဂျပန်ဆိုလို့ရှိရင်ကျွန်တော်တို့တက္ကသိုလ်ပို့ပြီးတော့ သွားတယ်ဆိုတော့မနက်9နာရီဖြစ်မယ်ပေါ့เนาะဂျပန်တို့ကိုရီးယားတို့ဆိုလို့ရှိရင်9နာရီဖြစ်မယ်ကျွန်တော်တို့8တောင်အရှပတ်ဆိုလို့ရှိရင်တော့ဘုဒ္ဓဘူးနေ့မနက်ပိုင်းနဲ့ကြာသာဘူးနေ့မနက်ပိုင်းဖြစ်မယ်ပေါ့เนาะအကယ်၍ကိုကအနောက်နိုင်ငံမှာဖြစ်နေတယ်ဥပမာအားဖြင့်အမေရိကအမေရိကတောင်မှကျွန်တော်တို့ဒီတနိုင်ငံထဲမှာတောင်မှနေ့ဒီအချိန်နာရီတွေကမတူဘူးပေါ့เนาะဆိုတော့အကယ်၍ကိုကအမေရိကဒီအနောက်နိုင်ငံတွေဘက်မှာဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ အင်္ဂါနေ့ညပိုင်းနဲ့ကြာတာရင်းနေ့ညပိုင်းတွေမှာစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလေးအစတင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဒီဒီ live webinar ပေါ့နော်ကျမတို့ live ဖြစ်တဲ့အတွက်နော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို sharing လုပ်ပေးနေတာဖြစ်တဲ့အတွက်ကိုသိချင်တယ်ဆိုလို့ရှိရင်ချက်ချင်းကျမတို့ကဒီ live မှာဝင်ပြီးတော့မြင်ရလို့ရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ စီးပွားရေးကိုတော့စိတ်ဝင်စားနေတယ်။ဒါကနေဘယ်လိုစပြီးလေ့လာရမလဲဆိုတာကိုမသိတဲ့သူတွေအတွက်ကိုကျွန်မကအာအခုလိုမျိုးဒါ sharing လုပ်ပေးတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအတွက်ကြောင့်ကျွန်မ screen လေး share ပါမယ်။ဆိုတော့ Okay ဆိုတော့ကျွန်မ screen လေး share ပါပြီ။ကျွန်မပြန်ပြီးကြည့်ကြည့်လိုက်ပါမယ်။ကျွန်မ screen တော့ share လိုက်တယ်။ โอเคဆိုတော့ screen share လိုက်ပြီဆိုတော့ဟုတ်တယ်ဒါကတော့မနေ့ပြမနေ့မှာကျင်းပပြလုံးမဲ့ webinar live ပေါ့เนาะ live webinar ဖြစ်တယ်ဆိုတော့ကျမတို့ဒီကောင်းစင်မှာပေါ့ဒီမှာတော့ topic လေးပေးထားတယ်ပေါ့เนาะဆိုတော့ working online is easier than you think ဆိုတော့ဟုတ်တယ်ကျမတို့ကိုတင်နာထက်เนาะဒီ digital စီးပွားရေးကအရန်ကိုလွယ်ကူပါတယ်တဲ့သွားထားမျိုးကို sharing လုပ်ပေးထားဖြစ်တယ်ဆိုတော့မနေ့ပြမနေ့မှာ sharing လုပ်မဲ့ သူ host ပေါ့เนาะ host လုပ်မဲ့သူရှိတယ်เนาะ host လုပ်မဲ့သူကဒီ our regional manager ပေါ့เนาะဒီသူကတော့ full time အလုပ်တစ်ဖက်ရှိတယ်ဒါ digital CY ကိုတော့သူက part time အနေနဲ့ဝင်ရောက်ပြီးတော့လုပ်ကင်နေတဲ့ CY လုပ်ငန်းရှင်ဖြစ်တယ်ပေါ့เนาะဆိုတော့သူကတော့မနေ့ပြန်မနေ့မှာ host အနေနဲ့ဒီ live webinar ကိုသူကစတင်มาဖြစ်တယ်ပေါ့เนาะဆိုတော့ပါဝင်မဲ့သူတွေကတော့အောက်မှာအများကြီးရှိပါတယ်ဒီ software engineer တွေအလုပ်ကင်ပေါ့เนาะသူတို့မှဒီ full time အလုပ်တွေရှိကြပါတယ်ဆိုတော့ software engineering ရှိမယ် cloud giver ရှိမယ် retailer ရှိမယ်ပေါ့နော်စသဖြင့်เนาะ nurse ရှိမယ်ပေါ့နော်ဆိုတော့စသဖြင့်ဒီမတူညီတဲ့เนาะမတူညီတဲ့ဒီ background ဒီအလုပ်ကိုင်းအနေထားတွေမတူညီဘဲနဲ့ digital စီးပွားရေးကိုတော့သူကတူညီစွာနဲ့ဝင်ရပြီးလုပ်ကိုင်နေကြတဲ့လုပ်ငန်းရှင်တွေပဲဖြစ်တယ်။ဒါကိုကြည့်ချင်းအဖြစ်ကျမတို့စီးပွားရေးဒီဘယ်လိုအနေထားမျိုးကပဲလမ်းလား ဥပမာအဖြစ် experience ရှိပြီပဲဖြစ်ဖြစ်ပေါ့နော်ဒီ online နဲ့ CEO online CY နဲ့ပတ်သက်ပြီးတော့ experience ရှိပြီပဲဖြစ်ဖြစ်မရှိသေးပဲဖြစ်ဖြစ်ကျမတို့ဒီ CY ကိုဝင်ရောက်လောက်ကင်လို့ရတယ်ဆိုတာကိုဒါတက်တည်ပြနေတာပဲဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုကျမတို့အာဒီ UK ဘက်မှာဆိုလို့ရှိရင်တော့ပေါ့နော် UK ဆိုတော့အင်္ဂလိပ်ပေါ့နော် UK ဘက်မှာဆိုလို့ရှိရင်တော့မနက်7:00နာရီမှာစတင်မှာဖြစ်ပါတယ်မနက်7:00နာရီပေါ့နော်ဆိုတော့စတင်မှာဖြစ်တယ်ကျမတို့ဒီ CE team မှာဆိုလို့ရှိရင်တော့မနက် တနိုင်းမှာစတင်မယ်ကျမတို့ရှေ့တောင်အာရှဘက်မှာဆိုလို့ရှင်တော့မနက်ပိုင်းဖြစ်မယ်ပေါ့နော်မနက်၈နိုင်မှာစတင်မှာဖြစ်တယ်ကျမတို့စင်ကူပေါ့နော်ဆိုတော့နယူးဇီလန်တို့ဘက်မှာဆိုလို့ရှင်တော့ညတနိုင်းမှာဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်ကျမတို့ဒီ webinar ကို live webinar ကိုလေ့လာခြင်းနဲ့တူတဲ့အတွက်ပေါ့နော် live ဖြစ်တဲ့အတွက်ဒိုင်းရိုက်ထုံးထင်းတတတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့သိကျင်တဲ့မိကုန်တွေကိုဒိုင်းရိုက် မင်းမြန်လို့ရပါတယ်ဆိုတော့ကျွန်မကအခုမျိုးလေးမျိုးလေး share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ okay ကျမတို့ diet life နဲ့နာကိုကျမတို့ကတင်ယူလေ့လာခြင်းနဲ့ကိုမေးဖို့မေးခွန်းတွေလည်းရှိတယ်ဆိုလို့ရှိရင်ကျမရဲ့ website ဖြစ်တဲ့ www.sauninimiwin.com မှာမိတ်ဆွေရဲ့နာမည်နဲ့ email ကို register ဖြစ်ပြီးတော့ဒါဝင်ပြီးတော့လေ့လာလို့ရပါတယ်အကယ်၍ကိုက live webinar နဲ့ อ่าเฉิงลွန်ตัวเลยสมมุติเช่นเลยจมารีเพลย์อนิเนี่ยปัวเนาะจมารดิเมสเรย์เนี่ยเรจิสเตอร์ဖြည့်ပြီးပြီဆိုတာねเมสเรย์เนี่ยဒီอ่าจีนี้တဲ့ကိုอ่าจมารก็နေပြီးတော့ဒီ CY စတင်လေ့လာဖို့ရအတွက်ပို့တော့40ပေါ့เนาะရက်40တိုင်တိုင် CY เนี่ยပတ်သက်ပြီးပတ်သက်တဲ့ဒီ link လေးတွေပေါ့เนาะဒါ comment လေ့လာဖို့ရအတွက်ကိုเมสเรย์ရဲ့ Gmail တဲ့ကိုရက်40တိုင်တိုင်ဟုတ်ပြီမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဒီဒီ CY ကိုဒါကိုက ရက်40တိုင်တိုင်ပေါ့နော်ဝင်ရောက်ပြီးတော့ဒါနေလာလို့ရပါတယ်လို့ကျွန်မရှင်းလုပ်ပေးသွားခြင်းနဲ့တခုရှိတာကကျွန်မတို့စီးပွားရေးဒီ global digital စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ဘာသာစကားကတော့ English လို့ဖြစ်တယ်အကယ်၍ကိုကနော်ကိုက English လို့နားလည်တယ် English လို့ကျွမ်းကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်မတို့ဝင်ရောက်လေ့လာဖို့ကျွန်မကအကြံပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်မတို့ကဒီစီးပွားရေးဒီနိုင်ငံတကာနဲ့ချိတ်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုကဘာသာစကားမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအာကိစ္စမရှိဘူးပေါ့နော်ကျမတို့အနေနဲ့ ကျမတို့ Bamis community ကနေပြီးတော့ဒါအာကျမတို့အများနဲ့ sharing တွေလုပ်ပေးတယ် business tips တွေပေးတယ်နားမလည်တဲ့အပိုင်းတွေကိုပြန်ပြီးတော့ပေါ့နော်တက်တက်တက် sharing လုပ်ကြတယ်ပြီးတော့ဒီ CY မှာစတင်လိုက်ပြီဆိုတာနဲ့မိတ်ဆွေတို့အတွက်သက်သက်စာ business mentor နဲ့ business coach ကလည်းထားရှိပေးထားတာဖြစ်တဲ့အတွက်ကြောင့်နားမလည်မှာမလုံတက်မှာကိုစိတ်ပူစရာမလိုအပ်ပါဘူးလို့ကျမအခုလိုမျိုး sharing လုပ်ပေးသွားခြင်းနဲ့ဆိုတော့ okay ဆိုတော့မနေ့ပြန်မနေ့မှာကျွန်မပြုလုပ်မဲ့ live webinar ကိုဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်မရဲ့ website လေးမှာဝင်ရောက်ပြီးတော့ register ဖြည့်ပြီးတော့လေ့လာလို့ရသလိုကျွန်မရဲ့ page မှာလည်းဝင်ရောက်ပြီးတော့လေ့လာလို့ရတယ်ဆိုတော့အကယ်၍ကိုကပေါ့နော်ဒီ live webinar ကြည့်ပြီးတော့ကိုကမြန်မာလိုလေးပို့ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်မရဲ့ page မှာပဲဖြစ်ဖြစ်ကျွန်မရဲ့ဒီ live ရဲ့ဒီအောက်မှာ comment မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ bummies ပေါ့နော် bummies အာ webinar ကိုဝင်ရောက်ပြီးတော့ တောင်းရင်လို့ရပါတယ်ဘာသာပြန်လာတဲ့ webinar ကိုမြောက်ပြီးတော့တောင်းရင်လို့ရပါတယ်ဆိုတော့ကျွန်တော် sharing လုပ်ပေးသွားခြင်းနဲ့ဆိုတော့ okay ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မနေ့ပြန်မနေ့ host လုပ်မဲ့သူဖြစ်တယ်ပေါ့နော် host လုပ်မဲ့ဒီအမနန်ချီပေါ့နော်အမနန်ချီဆိုဆိုတာရှိတယ်သူဆိုလို့ရှိရင်လည်းဒီ original manager တယောက်ဖြစ်တယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်တော့ retailer ဖြစ်တယ်သူအောက်မှာဆိုလို့ရှိရင်တော့ nurse ပေါ့နော်ဆိုတော့သူနာပြုအာဒီကျမကြီးဝန်ထမ်းပေါ့နော်ကျမကြီးဝန်ထမ်းတယောက်ဖြစ်တယ် ဆိုတော့ဒီအောက်မှာဆိုလို့ရှိရင်လည်း kel giver ဆိုတော့လည်းဒါကျမကြီးဝန်ထမ်းပဲပေါ့เนาะကျမတို့ပြည်စုတက်ကြီးရွယ်ဦးတွေကိုပြည်စုစောက်ချောက်တယ်သူရဲ့ full time အလုပ်ကတော့ဒီ linda ပေါ့เนาะ linda ဆိုတော့ဒီစီးပွားလုပ်ငန်းရှင်ကတော့သူရဲ့ full time အလုပ်ကတော့ kel kel giver ပေါ့เนาะဆိုတော့ဒီပြည်စုစောက်ချောက်ရတာကျမကြီးဝန်ထမ်းပဲပေါ့เนาะပြောမယ်ဆိုလို့ရှိရင်တက်ကြီးရွယ်ဦးတွေပြည်စုစောက်ချောက်တာပဲဖြစ်ဖြစ်ကလေးငယ်ပြည်စုစောက်ချောက်တာပဲဖြစ်ဖြစ်ပေါ့เนาะဆိုတော့ဒါကသူရဲ့ full time အလုပ်ပဲဖြစ်တယ်ဆိုတော့ကျန်တဲ့သူတွေလည်း software engineering ဆိုတော့ ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်တို့သူတို့ရဲ့ဒီ full time အလုပ်တွေဒီတောင်းနဲ့တရားမတူမူကြဘူးပေါ့နော်ကျွန်တော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တွေဒီဘလို့အနေထားမျိုးကပဲလာလာအာဝင်ရောက်ပြီးတော့လေ့လာလို့ရတယ်ဆိုတော့ကိုကျွန်မကအခုလိုမျိုးလေးအာကျွန်မရှင်းလုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ okay ဒါဆိုလို့ရှင်တော့ကျွန်မမိတ်ဆွေတကယ်ချင်းတွေလည်းနားလည်သဘောပေါက်လာမယ်လို့ယူဆတယ်ဆိုတော့ အာကျမဒီလည်းအတူတူပဲပေါ့เนาะကျမဒီစင်ကိုနိုင်ငံမှာ FNE service အနေနဲ့ဝင်ရောက်ပြီးတော့ဒါ every service အနေနဲ့အလုံးလောက်ကင်နေတယ် digital စီးပွားရေးကိုတော့ကိုကမြင့်ပညာမကျွမ်းကျင်ပေမဲ့လည်းကျမဒီစီးပွားရေးကိုစတင်လိုက်ပြီဆိုတာနဲ့အဲကျမမှာတင်ယူလေ့လာမှုတွေနဲ့အစပြုရတယ်ပေါ့နော်ကိုတင်ယူလေ့လာနိုင်တယ်လို့ကိုရဲ့စီးပွားရေးကလည်းမြင့်မြန် grow ဖြစ်မှာပဲဖြစ်တယ်အဲ့အတွက်ကြောင့်ဒီစီးပွားရေးမှာစတင်ပြီးတော့ အာလိလာဖို့အတွက်လိုအပ်တယ်ပေါ့နော်ကိုကိုတိုင်က unlimited theme လိလာမယ်ဆိုလို့ရှင် unlimited တော့လောက်ဆောင်ဖို့လိုတယ်ဒါဆိုလို့ရှင်တော့ကျမတို့ရဲ့အနောက်မှာ unlimited income ဆိုတာကဒါရရှိလာမယ်ဆိုတာကိုကျမကအခုလိုမျိုးလေးဒါ share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့ဒီ online digital စီးပွားရေးကိုလောက်ဆောင်တာဒီတချို့ကြတော့ခက်ရန်ခက်ခဲမယ်လို့ထင်ကြတယ်ဆိုတော့တကယ်တမ်းတော့မခက်ခဲပါဘူးထင်တယ်လို့မခက်ခဲဘူးပေါ့နော်ကျမတို့စီးပွားရေးစတင်ဖို့ရအတွက်ကို အာကျမတို့ရဲ့ဒီ training site ဆိုတာထရှိထားတယ်ပေါ့เนาะဆိုတော့အဲ့ဒီ training မှာကိုကဘယ် social media ကိုအသုံးပြုမှာလဲပေါ့เนาะဆိုတော့ဥပမာအားဖြင့်ကိုက Facebook ကိုသုံးမှာလားเนาะသို့မဟုတ် Instagram, YouTube, LinkedIn, TikTok, Google, Pinterest စတဲ့ကိုကြိုက်နှစ်သက်တဲ့ social media platform တွေကိုကိုကအသုံးပြုပြီးတော့ စီဝိုင်းလောက်ရတာဖြစ်တဲ့အတွက်ဒီ platform တွေပေါ်မှာကျမတို့ဘယ်လိုမျိုးကြော်ညာလုပ်မလဲဆိုတာတွေကိုကျမကကျမတို့ကသိရင်လေ့လာရမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့အပြစ်မှာဒီလိုမျိုး platform တွေပေါ်မှာကျမတို့ဘယ်လိုမျိုးစီဝိုင်းလုပ်မလဲဆိုတာကိုသိရင်လေ့လာဖို့အတွက်ကိုကျမတို့အတင်းနှံတက်မယ်ဆိုလို့ရှိရင်တော့ဒေါ်လာပေါ့နော်ဒေါ်လာ အာရာချီပြီးတော့ပေးရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စီပွားရေးမှာတော့ပေးစရာမလိုပါဘူးကျွန်တော်တို့စီပွားရေးမှာတော့ကျွန်တော်တို့စီပွားရေးစတင်ပြီဆိုတာ ਨੇ ပေါ့เนาะကျွန်တော်တို့ဒါတွေအားလုံးကအခမဲ့ဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ပေါ့เนาะဒီ up to date ပေါ့เนาะ update ပေါ့เนาะဆိုတော့ဒီနိပညာအပိုင်းနိပညာပိုင်းဆိုင်ရာတွေကိုလည်းအများနဲ့ကျွန်တော်တို့က up to date လုပ်သွားတာဖြစ်တဲ့အတွက်ကြောင့်နိပညာပိုင်းဆိုင်ရာတွေလည်းကျွန်တော်တို့ join ချင်လာတယ်ပေါ့เนาะဆိုတာဒါလေးကျွန်တော် share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်မရဲ့ live လေးကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်အာကျေးဇူးအများကြီးတင်တယ်အကယ်၍မိတ်ဆွေကစီဝိုင်းစတင်လေ့လာဖို့ကိုအာမကြောက်ရွံ့ဖို့ကျွန်မကပြောချင်တယ်ပေါ့နော်ကိုသိချင်တာမှန်တယ်မြတ်မေးလို့ရပါတယ်ကျွန်မရဲ့ page မှာလည်းလာရပြီးတော့ဆက်သွယ်မေးမြန်းလို့ရတယ်ကျွန်မဘက်ကနေပြီးတော့ခုကြီးလမ်းပြပေးဖို့အစင်သစ်ပဲဖြစ်တယ်ဆိုတာလေးကိုကျွန်မက share လုပ်ပေးသွားကြပါမယ်ဆိုတော့ဒါဆိုရင်တော့ကျွန်မ live လေးကိုဒီမှာနေမယ် Sangat yasin, seorang alam itu everyone.